the sun goes down and the moon comes up. အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပီဇမာရုရဲ့ထိတ်လန့်ခြောက်ခြားဟောလီဝင်အမှတ်တရများအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်မဖိတ်ဖဲလာတဲ့ဧည့်သည်ဟောလီဝင်ည9နာရီလောက်မှာနေမကောင်းဖြစ်နေတဲ့ကျမရဲ့ညီမလေးကရုတ်တရက်အပြင်ထွက်ပြီးလမ်းထိပ်ကဒုတ်ထိုးဆိုင်မှာစားကျင်နေဆိုပြီးတော့ပူဇော်ပါတယ်အချိန်ကလည်းည9နာရီလောက်ရှိနေပြီဆိုတော့အကင်ဆိုင်နားမှာလည်းလူရဲလို့တိတ်မရှိတော့ပါဘူးညဘက်တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကကြောရှမ်းစရာပဲပေါ့ဒီလိုနဲ့ကျမတို့ညီမနေရ ောက်အကင်ဝဲပြီးရောအိမ်ကိုပြန်လာကြပါတယ်အိမ်ပေါ်ရောက်လို့နာရီကြီးလိုက်တဲ့အခါမှာတော့9နာရီခွဲလောက်ရှိနေပါပြီမိရလည်းပြက်ပြီးရောအိမ်ထဲမှာတော့မှောင်မဲနေပါတယ်အဖေနဲ့အမေကလည်းအိမ်နေကြပြီဖြစ်ပြီးရောမီးထွန်းဖို့အတွက် မီးလုံးကျမလိုက်ရှာခဲ့ပါတယ်ဒီလိုနဲ့ပဲကျမညီမလေးကိုအကင်ကျွေးပြီးတော့အစေးတိုက်ပြီးတော့အိတ်ခိုင်းလိုက်ပါတယ်ညာဆက်နာရီလောက်မှာတော့အိမ်နောက်ဖေးကနေပြီးတော့ပစ္စည်းကျတဲ့အတန်ကြီးစပြီးတော့ကြားရပါတယ်ပထမကတော့ကြောင်တက်တယ်ထင်ပြီးထားလိုက်ပါတယ်ဒါပေမဲ့အခြေအနေတွေကပိုပြီးတော့ထူးဆန်းလာတယ်။အေးမအိတ်နေရဲ့ညီမလေးကို ြည်လိုက်တဲ့အခါမှာလည်းထိုင်ပြီးတော့ကျမကိုစိုက်ကြည့်နေပါရဲ့ဆဆောက်ဦးကြီးမြင်လိုက်တဲ့အခါမှာကျမလန့်သွားခဲ့ပါရဲ့တခုခုတော့ဖြစ်နေပြီဆိုပြီးတော့စတင်ပြီးတော့ကျမခန်းစားလာခဲ့ရပါတယ်ဒီလိုနဲ့ပဲညီမလေးဘာဖြစ်နေရလဲဆိုပြီးတော့ကျမမေးကြည့်ခဲ့ပါတယ်ညီမလေးကတော့သူ့ဘိုက်စားတယ်သူ့ထမင်းကျွေးဖို့ပြောပါတယ်အဲ့ဒါနဲ့ပဲကျမတို့ညီမလေးရောက်မိဖို့ကြောင့်လည်းဝင်သွားပြီးတော့ညီမလေးကိုထမင်းကျွေးဖို့အတွက်ကျမပြင်ဆင်ဖို့အတွက်လုပ်ပါတယ်ဒါပေမဲ့ထူးဆန်းတာက မီးဖို့ခံတဲ့ရထမင်းဟင်းတွေအကုန်တစ်ခုမှအောင်မကြံတော့ဘဲနဲ့အကုန်လုံးလှန်လောစားထားတယ်လို့မျိုးဖြစ်နေပါတယ်။အဲ့ချိန်မှာမီးရလည်းရုတ်တရက်ထလာပြီးတော့မီးအလင်းရောင်ရတဲ့အခါမှာညီမလေးကအသက်ရှူလေးကြက်လာတယ်လို့မူးတယ်လို့လို့မျိုးနဲ့ဝူးဝါးဝါးကြီးထပြီးတော့អော်ပါတယ်ဒီလိုနဲ့ကျမလည်းဘာလို့ရမှန်းမသိတာနဲ့အဖေနဲ့အမေကိုနှိုးပြီးတော့ညီမလေးကိုဆေးရုံတင်ဖို့လှုပ်ကြပါတယ်ဒီလိုနဲ့ကျမတို့မိသားစုတွေဆေးရုံရောက်တဲ့အခါမှာလည်းညီမလေးကဘာမှမဖြစ်တော့တဲ့ပုံစံမျိုးပြန် ဖြစ်လာပြီးတော့ကျမတို့အိမ်ပဲပြန်လာခဲ့ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာပဲဇလန်းကပြန်ပြီးတော့စပါတယ်။မြန်မာလေးကတခါမှ ကျမတို့ကိုမအော်ဘူးတဲ့အတန်မျိုးတွေနဲ့အော်တယ်ပစ္စည်းတွေနဲ့ပြစ်ပေါက်တယ်တခါမှမပြောဘူးတဲ့စကားလုံးအကျမ်းနေနဲ့လည်းပြောဆိုပါတယ်ဒီလိုနဲ့တညာလုံးတောင်းချမ်းသွားပြီးရဲ့အခါမှာတော့မနဲ့အလင်းရောင်ပြူစအချိန်လောက်မှပြန်ပြီးတော့ငြိမ်သက်သွားပါတယ်ဒီလိုနဲ့ကျမအဖေနဲ့အမေကလည်းစိတ်ပူပြီးတော့ဒါကပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တစ်ခုခုဆိုပြီးတော့ရွှေရင်ကျော်ဆရာကိုပြမယ်ဆိုပြီးတော့ကျမတို့မိသားစုတွေဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့ပဲအိမ်ကိုဆရာကြွလာပြီးတော့ ျိုးအနီလေးညီမလေးရဲ့လက်ဘေးမှာဆွဲပေးလိုက်တဲ့အခါမှာယူပြစ်တယ်လို့ပဲဖြစ်နေတဲ့အရာတွေပုံမှန်လိုမျိုးပြန်ဖြစ်သွားပါတယ်ညီမလေးရဲ့အချိန်တွေအားလုံးပြန်ပြီးတည်ငြိမ်သွားတဲ့အခါမှာတော့ဆရာပြောပြတာကညာဘက်မှာဒုတ်ထိုးဝဲပြီးပြန်လာတဲ့အချိန်မှာလမ်းမှာရှိရဲ့နန္နာဘဝတစ်ခါက လိုက်လာခဲ့တာဖြစ်တယ်လို့ပြောပါတယ်။မြမလေးကလည်းကိုခင်အားနည်းပြီးတော့နေမကောင်းဖြစ်နေတဲ့လူနာဆိုတော့ပို့ပြီးတော့ပူကက်ရလွယ်ကူသွားခဲ့တယ်ထင်ပါတယ်။ဒီလိုနဲ့ပဲရွှေရင်ကျော်စရာပြောတဲ့နီလန်တိုင်းကိုကျမတို့မိသားစုတွေလိုက်လုပ်ပြီးတော့အခုဆိုရင်မြမလေးကကျမကြီးလည်းကောင်းလာပြီးတော့ပုံမှန်တိုင်းနိစဉ်ဘဝကိုဖြစ်တန်းနေပါရဲ့ရှင်။မမရရဖြစ်ခဲ့ရတာတော့ Halloween ညဖြစ်တဲ့အတွက်ကြောင့်မလို့ကျမဘဝမှာတော့တစ်ခါမှမကြုံဘူးတဲ့အဖြစ်ပြက်ဒူးဒူးဆန်းဆန်းတစ်ခုဖြစ်တာကြောင့်မြဲမမိနေလည်းအဖြစ်ပြက်ဆို င်လည်းမမားပါဘူး။အယုံကြည်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေညာဘက်တွင်မှသားစိမ့်နဲ့အစာတောက်တွေကို အိမ်ကိုမဝေလာတာတော့အကောင်းဆုံးပဲလို့ကျမထင်မိပါတယ်။ကျမလည်းအဲ့ဒီအဖြစ်ပြဖြစ်ပြီးကြတဲ့အခုထိကိုညာဘက်တွေဆိုလို့ရှိရင်ဘာအသားငားမှလည်းအိမ်ကိုမတည်လာသလိုအစာတောက်တွေကိုလည်းပုံမှန်အဖြစ် လုံးဝအိမ်ကိုပြန်မသေးလာတော့ပါဘူးရှင်အခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ Pizmaru ရဲ့ထိတ်လန့်ခြောက်ခြား Halloween အမှတ်တရများဆိုတဲ့ campaign လေးမှာပါဝင်ပြီးရော comment လေးမှာမှန်ပေးထားတဲ့ချင်းကူတွေထဲကမှအကောင်းဆုံးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ comment လေးကိုရွေးချယ်ပြီးရောအတန်သွင်းပြီးရောပြန်လည်ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်အဆုံးထိအချိန်ပေးပြီးနားထောင်ပြီးကြတဲ့ချင်းကူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲ Happy Halloween ပါ ပိုကောင်းတာကိုစားပါမာရုပီဇာ